အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပေးသားမယ့်အကြောင်းအရောအိန္ဒိယနိုင်ငံနေပူရပြည်နယ်ပါလီမန်ဟုတ်တော်အမတ်တစ်ယောက်ပါပေါ့လေမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဒီကပိုလ်ဂျိုင်ဝန်ဒေသကိုမနီပူရပြည်နယ်တွေကိုဖြစ်သွင်းဖို့ဒါအဆိုပြုနေတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အားလုံးကိုဒါသုံးသပ်မျှော်သွားမှာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်ပေါ့လေမနီပူရပြည်နယ်ဒါဒီပါလီမန်ဟုတ်တော်အမတ်ကပေါ့လေပါလီမန်အစည်းအဝေးမှာဒါဒီကပိုလ်ဂျိုင်ဝန်ဒေသကပေါ့လေဒါဒီ22.3ဒါ33.3ကျပ်ကီလိုမီတာဒီဟောနာဖြစ်ပြီးတော့ဒီ 1450ခုနှစ်ကတည်းကပေါ့လေမနီပူရရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်မနီပူရရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့တာဖြစ်တယ်ဆိုပြီးတော့အဆိုတင်လုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်ပြီးတော့ဒီ1834ခုနှစ်မှာဒီကဘိုဂျန်ဝန်ဒေတာပေါ့လေဒီဘိုလူကြီးရဲ့အရာမြန်မာနိုင်ငံကပေါ့လေဒါမနီပူရပြင်ဒီကဘာစင်းစီကိုဒါလာစင်းလူပင်းဝင်900လူကြီးအဖြစ်နဲ့ဒါပေးရမယ်ဆိုပြီးတော့ဒါဘိုလူကြီးပြကြတာဖြစ်တယ်ဆိုပြီးတော့လေဒါတွေ့ပြလာခဲ့တာဖြစ်ပါတယ်အဲဒါမဲ့လေဒါအဲ့ဒီယူရေးရပါလေ1949ခုနှစ်နောက်ပိုင်းအထိပဲဆက်လက်ပြောတာသိရှိခဲ့တာဖြစ်ပြီးတော့ ဒီ1953ခုနှစ်မှာဒီအိန္ဒိယနိုင်ငံရဲ့ဒါမှမဟုတ်ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်ပေါ့လေဒါဒီနေရူရဲ့ဒါဒီဆုံးဖြတ်ချက်အရမြန်မာနိုင်ငံကဒါယူဒီပေးချင်မှုကိုရက်ဆိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့1953ခုနှစ်ဒီမတ်လ3ရက်နေ့မှာအိန္ဒိယနိုင်ငံရဲ့ဒါဝန်ကြီးချုပ်ပေါ့လေပထမဆုံးဝန်ကြီးချုပ်ဒါဒီဂျဝါဟလာဒါနေရူကမြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနုနဲ့အစည်းအဝေးတစ်ခုမှာဗိုလ်ချုပ်ဝန်ဒေသကိုမနီပူရပြည်အစိုးရနဲ့ဒါတိုင်မမို့မရှိပဲမြန်မာနိုင်ငံကိုလက်ဆောင်ပေးနေဒါပေးရခက်တာဖြစ်တယ်ဆိုပြီးတော့မနီပူရပြည်နဲ့ဒါပါတီမန်ဖက်တော် အော်ဒီအမတ်ကပေါ့လေဒါဆွဆွဲပြီးတော့ဒါကျိုးဆိုခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီ1934ခုနှစ်ဒါကပိုဂျိုင်ဝမ်ဒါသဘောတူညီမှုနဲ့1936ခုနှစ်ဒီရန်ဘိုစာချုပ်အရာပေါ့လေဒါသတ်မှတ်ထားတဲ့လူကြီးကိုဒါမြန်မာနိုင်ငံအနေနဲ့ဆက်လက်ပြီးတည်ဖို့ပေါ့လေဒါမှမဟုတ်ဒီလက်ရှိမြန်မာနိုင်ငံပိုင်နယ်တဲမှာရှိနေတဲ့ဒီကပိုဂျိုင်ဝမ်ဒေသကိုဒါပြန်သိမ်းယူပြီးတော့ဒီမနီပူရာပြည်နယ်တဲကိုဖြည့်သွင်းဖို့အဲဒီအိန္ဒိယဘဟုအစိုးရကိုဒါတိုက်တွန်းတောင်းဆိုခဲ့တာဖြစ်တယ်ဆိုပြီးတော့လေဒါပါတီမဟုတ်တော့အမတ်ကဒါပြောခဲ့တာဖြစ်ပါတယ် ဟိုတက်ပြီးတော့ဒီဘာပြောလာလဲဆိုလို့ရှိရင်ဒီကပိုလ်ဂျန်ဝန်ဒေတာကိုပေါ့လေ1450ခုနှစ်ကလေးကဒါမနစ်ပူရတာပေါ့လေအပိုင်ဆိုင်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ပြောလာခဲ့တာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဒါပြောလာခဲ့တာကဒီချင်းတွင်းမြေအနောက်ဘက်မှာရှိတယ်ပေါ့လေဒါအတိတ်ကရှိတဲ့ဒါဒီတောင်တွင်းနဲ့ဒါခမ်းဘတ်ဒေတာကိုဒါစီးနင်းတက်ခိုက်ခဲ့တဲ့ဖြစ်တွေကိုဒါရင်းညွှန်းလာဖြစ်နိုင်တယ်ဆိုပြီးတော့လေဒါပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့လေဒါတမိုင်းကြောင်းအရာဒါနည်းနည်းလေးဒါပြောရမယ်ဆိုလို့ရှိရင်ဒါဒီခမ်းဘတ်ဒေတာကဒီ1450ခုနှစ်မတိုင်မီကတည်းကပေါ့လေဒါအင်းဝါကိုဒါပန္နာဆက်ခဲ့မှုဒါဖြစ်တယ်လို့ အကလေးဒေသကလည်းဒါအင်းဝမင်းကြီးဆွာဆိုကလက်ထက်ကလေးကဒီအင်းဝရဲ့လက်ရောက်ခံဒါဒေသဖြစ်ခဲ့မှုတာဖြစ်ပါတယ်ဆိုတော့ဒါအပြင်ဒါခမ်းဘတ်ဒေသကဒါကလေးမျိုးရဲ့ဒါမျိုးရံ၄မျိုးတွေကတခုပဲဖြစ်ပါတယ်ဆိုတော့ဒီသမိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ1380ခုနှစ်ကနေစပြီးတော့ကပိုချန်ဝန်းကိုမြမင်းဆက်ဆက်ဒါပိုင်ဆိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဒီမနီပူရပြည်နယ်ကအထက်လက်တော်မှာပေါ့လေဒါဆွဆွဲပြီးတော့ဒါသိသိနဲ့ဒါအစိုးရဒါမဟုတ်ဘူးဆိုတာကိုဒါပြည်သားကိုဒါတွေ့ရှိရပဲဖြစ်ပါတယ် ော့နောက်တစ်ချက်ကပါလဲဆိုတော့အင်္ဂလိပ်နာမည်ပေါ့လေဒါပထမစစ်အပြင်မှာဒီနေ့ပူရပြင်ဒါကဘာစင်ကမြန်မာနိုင်ငံကပိုင်တဲ့သဘောချောင်းဝန်ဒေသကိုပေါ့လေဒါသိမ့်ပိုက်ရယူသွားခဲ့တယ်ဆိုမှလည်းဒါနောက်ထပ်ဒီနေ့ပူရပြင်ပေါ့လေဒီမက်ဂျက်စင်လက်ထက်မှာဆိုလို့ရှိရင်ဒါသဘောချောင်းဝန်ကိုမြန်မာကပေါ့လေဒါပြန်ပြီးတော့ဒါသိမ့်ပိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလက်ရှိကာလမှာလည်းမြန်မာအိန္ဒိယနိုင်ငံဒါနေကြသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာပဲနိုင်ငံနိုင်ငံနေနမိတ်တွေကိုဒါအတိမတ်ပြုဒါလေးစားကြဖို့ မြန်မာအိန္ဒိယနိုင်ငံဒါနေဆက်ဒေတာပူပေါင်းဆောင်ရွက်ရေးဆိုင်ရာအနားလည်မှုစာချုပ်များကိုဒါလက်မှတ်ရေးထိုးထားခဲ့ပြီးတဲ့ဖြစ်ပါတယ်။ဒီပြည်ထနာကတော့မြန်မာနိုင်ငံကပေါ့ဒါအစဉ်ဆက်ပိုင်ဆိုင်ခဲ့တဲ့ကဘိုဂျန်ဝန်းနဲ့ပတ်သက်ပြီးတော့ဒီမနိပူရပြည်နယ်ပေါ့လေပါတီမှာလွှတ်တော်အမတ်ရဲ့ဒါအဆိုတင်သွင်းခဲ့တာက290ကျော်တာခဲ့ပြီးဖြစ်တဲ့မြန်မာအိန္ဒိယဒီနိုင်ငံရှင်းဆွဲဒါဒီချစ်ကြည်ရင်းနေတယ်ပေါ့လေဒါဆက်ဆံရေးကိုဒါပြည့်စည်စင်နေတာဖြစ်တယ်လို့ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒါအချုပ်ချာအနာကိုလည်းဒါတစ်ရက်ဒါထိပ်ပါဆိုရတာပဲဖြစ်ပါတယ် ဒီမနိုင်ငံလူနိုင်ငံသားတွေအနေနဲ့လည်းအလက်ချစ်ချင်မှာပေါ့လေဒါကြောင်းလဲမှုတွေကစတိုက်ဒါဖြစ်ပေါ်နေတဲ့ကမ္ဘာနိုင်ငံကြီးကအင်ဂျင်နဲ့ပတ်သက်ပြီးတော့လည်းဒါပို့ပြီးတော့စိတ်ဝင်စားဖို့လိုအပ်တယ်ပဲဖြစ်ပါတယ်အဲ့တော့ဒီနောက်ဆက်ကဥက္ကဋ္ဌပို့လေဒါရုရှားခရီးစဉ်ကအပြီးမှာဒီတို့ဒီမြန်မာနိုင်ငံကိုပို့လေဒါဒီအိန္ဒိယနိုင်ငံတွေအပြင်အော်ရပါနိုင်ငံတချို့ ਆ ပါဒါပို့ပြီးတော့စိတ်ဝင်စားနဲ့စောင့်ကြည့်လာတာကိုတွေ့ရတယ်အဲ့ဒီအဲ့လိုမျိုးဒါစောင့်ကြည့်လာတာပေါ့လေ။ဒါကောင်းတဲ့ဒါစောင့်ကြည့်ခြင်းမျိုးဖြစ်တယ်လို့ဒါမကောင်းတဲ့ဒါစောင့်ကြည့်ခြင်းမျိုးလည်းဒါဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့ ါဒီကိုနိုင်ရဲ့ထုတ်တာအနာပေါ့လေဒီဘက်နိုင်ငံရဲ့ထုတ်အနေနဲ့ဒါ ठी ပါဆိုလာနိုင်တဲ့ဒါအခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒီကျိုးတို့နိုင်ငံမှာရှိရပေါ့လေနိုင်ငံသူနိုင်ငံသားတွေချင်းချင်းအာနာအတဲမှုတွေအဲ့ဘက်တွေလက်နက်ကင်မျိုးပေါ့ပြန်ဖက်မှုတွေအပြင်စိုက်ဝမ်းကွင်းတွေမှုဖြစ်နေတာကဒီကိုနိုင်ငံသူမျိုးတို့တက်ရတဲ့ပေါ့လေဒါအဓိကအဟန္တာတစ်ခုဒါဖြစ်နေရတဲ့အကြောင်းရင်းဖြစ်တယ်လို့ဒါကျွန်တော်တွေကသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါ